ကျတဲ့ဗရိတာသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုအောက်တိုဘာလအတွက်တလသာဟောသရံကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာမိတ်ဆွေကောင်းဆရာကောင်းတွေထူးထူးခြားခြားရရှိပါလိမ့်မယ်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဋ္ဌဌနဲ့ပတ်ပတ်သက်တဲ့ကိစ္စတွေဒီကာလမှာအင်မတန်အောင်မြင်လွယ်စေတတ်တဲ့ကာလဖြစ်ပါတယ်ညီဝင်သား အမွေရတာလဲဒီလိုကာလဖြစ်ပါတယ်ခင်ဗျာဒီကာလမှာမိမိအတွက်တော့တရားမကြီးစိုက်တဲ့အချိန်လို့ပြောရမှာဖြစ်ပါတယ်မိမိရဲ့အကျန်းစီတွေတိုးတက်အောင်မြင်လာနိုင်တဲ့ကာလဖြစ်ပါတယ်နည်းနည်းသတိပြုရမှာမဖြစ်စလောက်ကိစ္စလေးနဲ့ပေါ့နော်ရုံကနရုံပြင်ကနာမှာပြောရဆိုရတာဖြစ်ရှင်းရတာမျိုးတွေနည်းနည်းကြုံရတတ်ပါတယ်ဒီဘောင်းကိုထိမိခိုက်မိတာမျိုးတွေဖြစ်တတ်ပါတယ် မိမိရဲ့အိမ်သာအိမ်နောက်ဖေးစတာတွေမှာရှိတဲ့တကားမှာအပြည့်အစုံရှိနေတာတကားကျက်ထိုးလို့မရတာမျိုးတွေရှိနေတတ်ပါတဲ့အဲ့ဒါလို့ရှိရင်တော့မပြင်းမနဲ့ထားတာပို့ပြီးတော့မှကောင်းပါလိမ့်မယ်ခင်ဗျာနောက်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်အဝင်ထက်အထွက်ကပို့ပြီးတော့များနေတတ်ပါတဲ့ကိုကမျက်မဲ့ထင်လို့ပေါ့နော်ရင်းနှီးမြုံနှံလိုက်တာရှုံသွားတာမျိုးအတူရမဲ့ထင်လို့သူများကိုခြိလိုက်မိတာပေါ့နော် အဲမရပြီးတဲ့ပြည့်ရင်းမှာရှုံသွားတာမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်အဲ့လိုကိစ္စမျိုးတွေမှာဆိုရင်အထူးသတိထားတဲ့မှာတယ်။နောက်မရွယ်ပဲနဲ့ပေါ့နော်။အဖို့တန်နဲ့ရွှေစတဲ့ဘုံထုံးလန့်ပစ္စည်းမျိုးတွေထူးထူးခြားခြားဝင်လာတတ်ပါတယ်ခင်ဗျာ။နောက်ခရီးကိစ္စတွေမှာဆိုရင်တော့အမှားရလွဲချော် ထင်ငော့တွေများနေတတ်ပါတယ်။ကိုရွယ်ထားတဲ့ခရီးတွေကမတော်ပြစ်ဖက်နဲ့ ပြစ်သွားတတ်တယ်ပေါ့နော်ကိုစီစဉ်မထားတဲ့ခရီးမျိုးတွေရုပ်ပြစ်သွားတာမျိုးတွေကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်အထူးသဖြင့်ကျမရင်းနဲ့ပတ်သက်တဲ့ခရီးတွေအပူတော့ကနဲ့သွားတဲ့ခရီးမျိုးတွေဒီကာလမှာသွားတတ်ပါတယ်ခင်ဗျာမိမိရဲ့အလုပ်မှာအပြိုင်ဆိုင်တွေအတိုက်ခံလေးတွေတော့တွေ့နေရတတ်ပါတယ်အဲ့ဒါလို့အပြိုင်ဆိုင်အတိုက်ခံတွေတွေ့လို့ရှိရင်တော့ လက်ခံခတ်တတ်ရမယ်အချိန်ဖြစ်ပါတယ်အဲဒါလို့အပြိုင်ဆိုင်အတိုက်ခံနဲ့ရှင်ပြီးတော့မှစီးပွားဥစ္စာတိုးတက်မဲ့ကာလဖြစ်ပါတယ်ခင်ဗျာအခြေရေနှလုံးသားရေနဲ့ပတ်သက်ရင်တော့သတိပြုတဲ့ကာလဖြစ်ပါတယ်မိမိရဲ့ချစ်သူကမိမိပေါ်ကိုသစ္စာဖောက်တာလည်းနဲ့လှည့်ပြားတာမျိုးတွေဒီကာလမှာကြုံတွေ့ရတတ်ပါတယ်အိမ်တွင်းရေအိမ်နောင်ရေနဲ့ပတ်သက်ရင်တော့စိုးရင်ပူပန်စရာမရှိဘူးပေါ့နော် အဲနည်းနည်းသတိပြုရမှာအိမ်တော်ဘက်ကျမရင်းညံ့တာမျိုးတွေတော့ကြုံပြရတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာအကျိုးပေးတဲ့ခဏန်းကတော့၅ခဏန်း၃ခဏန်းဖြစ်ပါတယ်အကျိုးပေးတဲ့အရာကတော့အဝါရောင်ရွှေရောင်ဖြစ်ပါတယ်ခင်ဗျာဒီကာလမှာဉာဏ်ခိုက်ပြီးပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်တတပရိနိမနဲ့စောစောမှာမိမိရဲ့အိမ်ဖေးအားမှာစမှုက၅ခု ကတ်လို့ပူတော်ပြီးတော့ဆုတောင်းရပါတယ်ခင်ဗျာ။